မင်္ဂလာပါရှင်ရွှေ Audio World Channel ကနေကြိုဆိုလိုက်ပါရယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့စာအုပ်လေးရဲ့နာမည်ကတော့ဆီယမခင်နင်းယူရေးသားထားတဲ့တရခန်းဆိုတဲ့စာအုပ်ကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းတော်ပဲဖြစ်ပါရယ်စာအုပ်လေးမဖတ်ပြခင်မှာ Channel လေးကိုလည်း Like and Subscribe လုပ်သွားပေးဖို့တောင်းဆိုလိုက်ပါရယ်ရှင်မာဂျီယမူရာတီ ဝမ်းနဲ့ညှိုးငယ်နေပုံရတယ်။သူကတော့မာကြီးမျက်နှာကိုစစ်စစ်မကြည့်။မာကြီးမျက်နှာကိုတည်းမဟုတ်ကြံနှမများဖြစ်တော့မတ်ငယ်ရောမထွေးနဲ့မလေးတို့မျက်နှာတွေကိုပါ မကြည့်ခြင်း။အဲ့ဒီများဆဲသွားပြီဖြစ်၍ညမငယ်များကတဲဆဲစရာတွေတိတ်နေကြတယ်။မာကြီးတယောက်တွေသူ့ရှိမှထိုင်နေပြီ။မာကြီးသည်လက်ကင်ဘွားနဲ့မျက်လုံးအိမ်တို့ကို တိုးလိုက်တယ်။ဒေဆောင်တခုသူ့ကိုပြောရင်အာယုန်နေပုံရတယ်။ကိုကိုကြီး အမေကိစ္စတော့ပြီးသွားပြီ။မာကြီးတည်စကားကုန်ရှေ့မဆက်။ဟုတ်တာဗော။နင်တို့အနေနဲ့ကတော့ကိစ္စကပြီးသွားပြီဗော။သူကဒါပဲပြောလိုက်ပြီ။မာကြီးကရှေ့စကားဆက်ရင်မဝင်မရေဖြစ်နေပုံရတယ်။သူကတော့မာကြီးနဲ့တကွညီမတွေအားလုံးကိုဒီလိုမတင်။ဘာမစိုးလုံရဲခံရကြတော့သူရဲကောင်းမတွေလို့ထင်နေ။မာကြီးပြောသလိုအမေကိစ္စပြီးပြတ်သွားရင်ယနေ့ရက်လေဆုံးကျွေးပြီးပြီ။ အမေဆုံးသည့်နေ့ကစ၍အမေကိုတကြိုသည့်နေ့ထိသူညမတွေသည်မျက်နှာပြောင်နေလှိုက်လိုက်လေလေငိုကြွေးပြကြတယ်ညင်းကြီးလောင်တွေတော့မိသေးကြောင့်စတဲ့သူအမေအခန်းကိုထဲ့ခဲ့နေတော့မထွေးကပုံလျက်သာလဲကြသွားလိုက်သေးတယ်ကြံညမသုံးယောက်ကလည်းမီလီယံခန်းထဲကိုပဲဝင်လိုက်လို့မတက်ဘေးကမိတ်ဆွေများကဆွဲရငင်ရတရားပြရနဲ့အတော်ကြည့်ကောင်းသောဇက်ွယ်လို့သူကထင်နေ အမေသာသူစကားနာတော့ရေသူနဲ့လိုက်နေလေဒါလောက်အဖြစ်ဆိုးမဲ့မတင်အမေရင်ကဆန်းချောင်းထဲမှာကန်ထရိုက်တွေမူတီမြင့်တက်နေချိန်တွင် အမေရင်လေးကမြေမှာဝင့်နေတယ်မြေမှာအမေက လေးပင်သုံးကန်ပြင်တော်ရင်လေးအဖေရှိစဉ်ကလေးကပေ40 60စောက်ထားတယ်အဖေဆုံးတော့အမေသူသမီးတွေနဲ့နေတယ်သမီးလေးအောင်လုံးကအိမ်အောင်ကြပြီတခိုးလေးမှာအထွေးကနေပြီ ကျန်ညီမသုံးယောက်ကအောက်ထပ်မှနေတယ်။အိမ်တော်တွေတွေမှအိုခွဲစားကြတယ်။သူသည်အမေကိုခဏခဏလာရောက်လှဲ့ပတ်၍အမေကိုလာကြည့်တယ်။အမေကလည်းသူ့လေးနဲ့သူထမင်းချက်စားတယ်။အမေကလည်းပင်ပန်းလိုက်တာ ကျွန်တော်နဲ့လိုက်နေလေ။အမေထမင်းမချက်ရပါဘူး။သူဒီတောင်ဝင်မှာအင်္ဂန်းငားနေတယ်။သူဇလီနဲ့ကလေးနှစ်ယောက်ပဲရှိတယ်။အမေကမလိုက်လို့သူဇနီးကိုချွေးမဖြစ်၍ တန်တရားရှိနေလေသလားအာနာရေပဲနေလေသလားဒါမှမဟုတ်ဒီပင်တော်အိမ်လေးကိုအဖေကဈေးရေးလို့အမေကဈေးရောင်းရေးစောက်ထားကြရတယ်ဟိုစင်ကမြေခွက်ဈေးမှာတောင်ကနန်းလောက်ပဲရှိတော့လေမယားနဲ့ရောက်ဓမ္မဦးချထူထောင်ခဲ့ရည်များတန်ရုံးစင်တွေ့နေလားမသိသူခေါ်ဒီကိုတော့မလိုက် သူဒီအကိုအကြီးဆုံးဖြစ်၍ညီမတွေကို ခေါ်ပြောရတယ်အမေကဈေးရောင်းပြီး နင်တို့ကိုဒီဂရီရတဲ့ဒီကြောင်းထားရတာအခုအလုပ်လဲကိုစီရှိနေပြီအမေကိုတယောက်တည်းကျွေးပါလားညီမလေးယောက်စလုံးတယောက်မှခေါင်းငိတ်လီတော့သူကလာတိုင်းအမေတို့ငွေနဲ့ဆန်စီ လာရပိုးရတယ်အမေခုလိုမဖြစ်ခင်တနေ့ကတော့မာကြီးကခေါင်းဆောင်ရင်ညီမတွေအမေကို သူ့ရှိမှပြောကြတယ်ဒီမြေကြီးကိုကန်ထရိုက်ပေးပြီးတိုက်ဆောင်လိုက်ပါလားအမေလေးတဲ့ဆိုရင် ရှစ်ခန်းအဲ့ဒီတဲက လေးရန်ညီမတို့ရမယ်ငွေလဲရမယ်အမေဘာပြောမလဲလို့သူအမေကိုကြည့်နေတယ်အမေဒီသူသမီးတွေကိုရီဝီမျိုးလုံးနဲ့သာကြည့်နေတယ်ဘာမှပြမပြောညီမတွေအားမလို့အောင်မြဖြစ်နေပုံရတယ်သူတနေ့အမေကိုထမင်းကောက်ကြွေးပြီးအမေဆန္ဒကိုတီးခေါက်ကြည့်တော့သူတို့ပြောသလိုကန်ထရိုက်တိုက်ဆောက်လိုက်ပါလားအမေအမေကပြုံးလိုက်ပြီးကန်ထရိုက်ကိုအပ်ပြီးစောက်မယ်ဆိုရင် လေးကမ်းမဲ့အမေတို့ရမယ်လေတားကဘယ်သွားနေမလဲသူတို့လေးယောက်က လေးကမ်းယူမှာပေါ့အမေကလည်းတားတက်ထက်မတက်နဲ့ကျွန်တော်ခမ်းမယူပါဘူးကံရက်ကပေးတဲ့ငွေတွေက အမေကျင်းတဲ့လောက်ပေးဖို့မဖြစ်ပါဘူးတားရင်အမေခေါင်းချစရာအိမ်မရှိပဲဖြစ်မယ်အမေသက်ရှင်စင်မာတော့အမေကိုထမင်းချေဖို့တိုးစောင့်နေကြတော့သမီးတွေကို အမေယုံဟန်မတူဘူး ချင်းချင်းချောချောအမေမနေတတ်ပါဘူးစကားကိုလဲ၍အဖြစ်ပေးလိုက်တယ်အိန်းနီနာချင်းတွေကသူ့ကိုတိုင်ကြတယ်အမေအိုကြီးဒီရွယ်မှာဈေးသွားတယ်မမတော်လို့ဆိုကြတယ်သူဘာလုပ်ရမယ်မသိအမေကိုခေါ်ထားရည်လည်းမရသူနှမတွေကလည်းအမေတယောက်ထမင်းစားဖို့တာဝန်မယူကြဒါတော့အိန်းနီချင်းတွေကသူ့ကိုအဆုံးမပြောပြအင်ဂျင်ထိခတ်နေတော့ရက်ွက်ထဲမှာသူတို့ရင်ဘာဖြစ်တည်ကို ခြေရင်ငါရဲ့အိမ်တွေကမသိကျင်အဆုံးသမီးငယ်ဆုံးအတွေ့ကစကားပြောအပတ်ဆက်ဆုံးနဲ့အတန်ကျယ်ဆုံးမျိုးလုံးတွေကဘာထိုးထားလို့ခလေးလိုက်ကြတာမစွဲနိုင်အောင်အမေစီဘာမှပြန်ပြောသူ့ခြေတော့ကခလေးကိုစွဲရမလားအောင်တွက်လက်စာမတော်နိုင်ခလေးလေကားထည့်ရောက်သူပြေးသောပေမဲ့သူ့ခြေတော့ကစွဲရသူမပါအမေဒီတကောင်းကမှငုတ်ထုတ်ထိုင်လိုက်တယ်။ကျေလုံးဆောင်အောင်ငုံနေသောကလေးကို အမေဝမ်းနဲ့ပန်းနဲ့စိုက်ကြည့်နေမိတယ်အထွေးလက်တွေကခလီနှဖူးမှာအဖူကြီးတွေကရောင်နေတယ်အထွေးရဲ့ဒေါသလွန်ကဲသောမျက်နှာကိုကြည့်ရင် အမေသပြင်းချမိတယ်လောက်ကောင်ကနေ၍မီမီတာကရေကုန်မြေကုန်လာရောက်ကောက်ခံလေသူတို့အိမ်မှာစီစီညံညံကြားရပြန်နေသမီးတို့လေးယောက်တယောက်တလားစီမီတာကဆောင်းမလားကိုယ်အမေကသမီးများကိုမြစ်တာရဲ့ခံလိုက်တော့ အမေဆိုပြီးတော့အမေမပီသားလိုက်တာ သမီးရိအိမ်ပေါ်နေတာကိုပတ်စံတောင်းနေအထွေးတန်အထွေးတန်ကြည်ကြည်စားလာတယ်အမေမှဘာဝင်ဝင်ရှိလို့လဲအမေကဒါပဲပြောပြနိုင်တယ်ဒါဆိုရင်ဒီလိုလုပ်လေသမီးတို့အခုနေဆောင်မယ်ဒီအိမ်ကိုသမီးတို့လေးယောက်နမယ်နဲ့ပြောင်းပေးမငယ်ကဝင်ပြောလာတော့ဟုတ်တယ်အဲ့ဒါမာကြီးသဘောတူတယ်အခြေဆုံးမာကြီးကထောက်ခံလာတော့ မလေးကတော့ကန့်လဲမကန့်ခွက်ထောက်လဲမထောက်ခံအမေဒီသမီးကြီးမျက်နှာကိုစစ်စစ်ကြည့်နေတယ်သမီးကြီးဆုံးမို့ညီမတွေကိုပြေရပြေချောင်းပြောလိုက်မလားလို့သူမျော်လင့်နေရခိုးတော့သမီးကြီးကပါအမွေစကားဆိုလာတယ်အမေတေကနီးပါပြီအမေတေတော့ယူကြတာပေါ့အမေကမာကြီးမျက်နှာကိုကြည့်ရင်ကြေကွက်စာပြောလိုက်တယ်သမီးတွေရဲ့မျက်နှာကအာလုံးတင်းမသွားပြီဒီဖြစ်တွေကို အမေကသားပြသူကို ပြောမပြလွန်ခဲ့သောဘက်ကမိုးရီသေးနေတော့အမေဈေးသွားရဆိုရယ်ဈေးကအထွက်အမေလဲကျသွားရေးစိုက်ကားသမားကအမေကိုအိမ်ခေါ်လာရတယ်သူယုံကိုလိုက်လာပြောရေးအမေကိုတွားချီတော့အမေပြင်းပြနေတယ်ပေါင်တရိုးကျိုးသွားတယ်ဆေးုံတင်မိုးကအဆအားလုံးပဲသူတောင်းဝန်ယူပါရယ်ညာရင်ညတော့စောက်ဖို့ကြတော့ညီမတွေကိုပြောမရခလေးချောင်းပြ အေးပြတ်မခံနိုင်လို့ဆိုကြတယ်အမေကိုတကြိုစင်ကမိုးမွေလေးပြတော့အထွေးကအဆိုးဆုံးသူ့အသူမနေနိုင်မထိုင်နိုင်ဈေးတော်လို့ဖြေးရတာဖြစ်တောင်နေသေးဖျားနေတော့အမေကိုရန်တွေးတယ်ဘသူမှယုံတည့်ရဲ့အပြတ်မခံသူ့ညမာတွေကိုနာကြည့်လိုက်တာနင်တို့အမေဘွားကိုအားလုံးရောက်ကုန်ကြပြီနင်တို့တနေ့ကောင်းကောင်းဝတ်လည်မယ်အပေါ်မှာညမာတွေကို သူချိန်ဝါလိုက်ပြီသူညမာများသည် အမေဆုံးသည့်နေ့ကတော့ငိုလိုက်ကြတာကြွကြွညံပါယောအိနီနာချင်းတွေကမောင်သောနဲ့နှမတွေအမေကြီးကိုစကားပြောတာရင်သည်ကြံနှက်လိုက်တာသူကြားရစဉ်ကမယုံချင်းအမေစင်းုံတက်ရတော့မှသူညမတွေဖြစ်ကအော်ချလောက်ပါတယ်အမေဒီသူလက်ခံယုံကြည်ချက်နဲ့နေသွားအောင်ရတယ်သူမျက်မြင်ကိုတွေ့ရောအိနီနာချင်းတွေအပြောနေရောသူကနှမတွေနေပုံတိုင်းမပြောဖို့ဆိုပုံကို မကြိုက်ပြောလင်အမေကသူ့ယူဆချက်ကိုပြောပြရတယ်အမေဖျားရှိခိုးရင် တူတူရှိခိုးတယ်မြစ်တာပိုးလည်းတူတူပဲဒါပေမဲ့နောက်ဆုံးအပိုက်ကောင်းမှုမကောင်းမှုတွေသာလဲကိုပိုင်ဥစ္စာရှိကြသည်တကားဆိုတဲ့အပိုက်ကိုကြေကြေရွတ်တယ်သူများကြားသိခြင်းလို့မဟုတ်ဘူးအမေကို အမေကြားသိခြင်းလို့နှလုံးသွင်းသိခြင်းလို့တအားဖပေနဲ့ပေါင်းလာတဲ့တလျှောက်မာရော တားတော့သမီးတို့မွေးဘွားလာစင်မှာယောအမေလုတ်တွေဟာကောင်းနာကြီးပဲဖြစ်ခဲ့ပါဦးမကောင်းနာလည်းဖြစ်ခဲ့မယ်အတိတ်ကလည်းဒီလိုပဲဒီတော့အမေပြို့တဲ့ကောင်းမှုမကောင်းမှုကံကို အမေခံရတာအမေရဲ့ကိုယ်ပိုင်အဥ္စာကို ကိုယ်သုံးရတာပဲတားကဘာမှနာတာခက်ခက်မဖြစ်နဲ့အမေဒီလိုနှလုံးသွင်းနိုင်လို့တည်နေဒီသမီးတွေကြားမှာလှုပ်စီလှုပ်စီနဲ့နေသွားနိုင်နေပေတီခံနေ အဖေရှိတော်ငါရောသားသမီးတွေငယ်စဉ်ငါရောအမေဆိုင်ထွက်လိုက်ဓမေချက်လိုက်နဲ့နေလာခဲ့ရသောအမေလက်သည်နောက်ဆုံးသင်ရမိချိန်တည်းဓမေဟုနဲ့ထိနေရသည့်အဖြစ်ကိုတော့သူရင်နာပါရဲ့သူနှမတွေသည်အမေခြေတစ်ပတ်နာနေပြီကိုသိလျက်နဲ့ဈေးတော်မပေးကြအမေတယောက်စာအတွက်ဓမေတစ်နှက်စာချက်မကျွေးကြဘလို့ဖြစ်ပါလဲသူကအမေလိုနှလုံးမသွင်းနိုင်ပါ နှမတွေကို나ကြီးစိတ်သာပိုလာတယ်။သူ့ရင်ထဲမှာအမေဆုံးတော့စိတ်ထိခိုက်သာဒါပေမဲ့သူနှမတွေငိုတန်းကြရဲ့သူမျက်ရည်မထွက်တော့ယခုလေမကြီးကဘာပြောချင်ဒီမသိ။နင်တို့ထမင်းမကျွေးချင်တဲ့အမေကြီးတေသွားပြီ။ဘာလို့ချင်သေးလဲယင်။သူကခငငမေးလိုက်တော့ညီမလေးတို့ကပြောခိုင်းလို့ပါ။မကြီးကမဝင်မရေပြောလိုက်ပြီ။အလုံးလုံးနေတော့မငယ်မလေးနဲ့မထွေးပါ။ သူတို့အနာရောက်လာကြတယ်။နင်းတို့ကဘာလို့ချင်လို့လဲ။ညီမတွေဒီတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးမကြီးကမထွေးကိုမျက်ရည်ပြလိုက်တယ်။မထွေးကရှေ့ဆောင်ပြောတယ်။အမေလည်းမရှိတော့ဘူး။ဒီအိမ်ကိုကန်ထွက်တိုက်ဆောက်လိုက်ချင်လို့ပါ။ကိုကြီးတို့ညီမလေးတို့သိချင်လို့။သူဒီအမေမျက်နှာကိုမြင်အောင်လာပြီ။အမေဆန္ဒမရှိတော့ဘူး။ငါမပါချင်ဘူး။နင်းတို့ဘာသာလုပ်လဲ။ ဒီတိုက်ခတ်ငါမလို့ခြင်းဘူးဒီလိုဆိုရင်ကန်တက်ကပေးတဲ့ငွေ၁၀သိန်းကို အကိုကြီးက၂သိန်းယူပါကျန်၈သိန်းကိုညီမလေးတို့၄ယောက်၂သိန်းစီတိုက်ခတ်တစ်ခတ်စီယူမယ်ကိုကြီးကျေနပ်လားမကြီးကကောက်ခံငင်ကပြောလိုက်တော့မဝင်မရဲမူရလုံးဝမရှိတော့သူဒီမကြီးမျက်နှာကို စစ်စစ်ကြည့်လိုက်တယ်နေပေါင်းနင်တို့ကဘယ်တော့မှမြဒီကန်ထရိုက်နဲ့အစီအစဉ်လုံးလိုက်တာလေ အမေကားပြဆုံးတာဒီနေ့မှရက်လေတယ်မြမလေးရောင်လုံးမျက်လာချလိုက်ကြပြီဘာပြောပြောလီအကိုကြီးပြောချင်တာပြောသူတို့ကလက်ရှိအိမ်မှာ နေထိုင်ကြသူတွေသူတို့ဆန္ဒမပါပဲအကိုကြီးဘာမှမလုပ်နိုင် အမေသေးတဲ့နေ့ကလေးကသူတို့ရင်မှာတိုက်ခန်းဆောက်ပြီးသားနောက်လာအတွင်းမှာမကြီးကသူ့ကိုငွေနှသိမ်းလာပေးတယ်ဝစ်လုံးတယောက်လေမကြီးနဲ့တူပါလာတယ်အမေမိယာမှာတိုက်ခန်းမောင်း စက်နှကန်စောက်ကြမယ်ဆိုရယ်မာကြီးတို့ကျင်းမနိုင်နဲ့စမ်းကြောင်းမှာခိတ္တအိမ်ကနေကြပါရယ်တိုက်ဆောက်ပြီးတော့မှပဲပြောင်းကြမယ်သူဘာမှမပြောစာကျုံးစာရမ်းမှာလက်မှတ်ထိုးဆက်ရှိတာသာထိုးလိုက်တယ်အမေမြေရနဲ့ရောတိုက်ခန်းနဲ့ရောသူဘာမှမပတ်သက်အမွေနှသိမ်းအပြက်ပေါ်အားလုံးကိုသူဆွလွှတ်လိုက်ကြောင်းဆွလွှတ်စာကျုံးမှာအပြီးပိုင်းလက်မှတ်ရေးထိုးပေးလိုက်တယ်အမေတက်ရှင်စင်က ။အိုကြီးအိုမရွယ်တာဝန်မယူခြင်းသူတွေကအမေမိရာပေါ်မှာတိုက်ခန်းနေနေနေကြတော့မယ်။တလားတလားနဲ့သူညမတွေပေါ်မလာကြ။သူကလည်းစိတ်ထဲခက်ချင်ချင်ရှိရမသွား။တိုက်ကို6လနဲ့အပြီးဆောင်မယ်ဆိုရင်6လကျော်တော့မာကြီးနေထွေးတို့ရောက်လာကြတယ်။နင်းတို့တိုက်ဆောက်ပြီးကြပြီပေါ့။အခန်းတွေရကြပြီလား။သူကမေးလိုက်တော့အထွေးကဆိုင်မစင်းပုံမစင်းငိုပါတော့တယ်။ ကိုကိုကြီးရဲ့အထွေပြည့်စိတ်ညစ်လိုက်တာမကြီးကလည်းမျက်ရည်တွေဝဲလာပြီဘာဖြစ်လာကြတာလဲသူကညီမရိမျက်ရည်တွေကိုမယုံကန်ထရိုက်ဦးကျော်မြင့်ကအိတ်ခန်းနေကြိုးရောင်းပြီးငွေတွေယူထွက်သွားလို့တိုက်ကလည်းအုံမြစ်ပဲခြားထားတာအထွေတို့မှဘာလုံးရမယ်မသိဘူးသူဒီအန်အားသင့်သွားပြီးနင်းတို့ကတရားမစွဲဘူးလားသူမေးခွန်းကိုမကြီးကဝင်ဖြေတယ်တရားစွဲမှာပါ တေကန်ထွက်ကလည်းထွက်ပြေးသွားတော့တေကန်ဘလို့ရှာရမှန်းမသိပြီးတော့အမှုအတွက်ကုံချောင်းငွေကိုညီမတို့ဘယ်သူမှမထုတ်နိုင်ဘူးတိုက်ခန်းက၆လနဲ့ပြီးမှဆိုပြီး၆လအပြည့်ပေးပြီးအိမ်ကနေရတာညီမတို့လက်ထဲမှာငွေအစင်မပြေဘူးရှေ့နေငါဘူးမလီနဲ့မငေကလည်းမထုတ်နိုင်ဘူးတဲ့မကြီးကမှမျက်ရည်တွေ့တွေ့ကြရပြောတယ်အဲ့ဒါကိုကိုကြီးကအမှုကိုအကုန်ကြခံမှာလို့ အထွေးတို့လာပြောတာပါအထွေးသည်လာကြရင်အချောင်းရင်ကိုညီကုန်းချုပ်လိုက်တယ်သူကတော့ဘာမှမပြောချင်တော့ပါညီမတွေဒုက္ခရောက်နေသည်ကိုတော့ဂယုနာတတ်မိပါတယ်ဒါပေမဲ့ဝင်ကူရမယ့်အစီအစဉ်ကကျိုးချောင်းပြမစီရောပဲတခုကရှိတယ်လीတရားဆွဲတယ်ဆိုရင်တရားခင်ကရှိရမှာအခုတရားခင်ကထွက်ပြေးနေပြီပဲဟုတ်တယ်အခန်းတွေကိုလည်းကြိုးရောင်းပြီး ဆင်းရဲမှယူသွားတာအခုဒီအစနာရှာမရသေးဘူးအထွေးကပြောတော့သူဒီခိတစဉ်းစားနေတယ်တရခံကမိလေသူယူထားတဲ့ငွေတွေရောနိုင်အောင်မပြီးတော့လေတိုက်ဆောက်ပေးဖို့ဘယ်ကငွေနဲ့စောက်မလဲငွေတော့ပြန်မရောပဲထောင်မဲ့အကြခံမှာတရားဆွဲတာလေဆွဲဖို့မင်းတို့မှအင်္ဂါကပေးရပေမယ့်တရား5000လောက်တော့ပို့မှာအဲ့ဒီငွေစုစုပေါင်း2သိန်းကို အမှုအတွက်ထားဖို့ငါကတော့ဘာမှစိုက်ထုတ်မပေးနိုင်ဘူးညီမနှစ်ယောက်ပါဇက်အောင်သားနဲ့ငီးနေတယ်သူ့စိတ်ထဲမှာလေညီမမယားကညီမကိုအံ့အားသိနေတယ်သူများတွေကန်ဒရိုက်တိုက်တွေဆောက်လိုက်ကြသည်မှာနှီးတာနဲ့မြန်တာပဲကွာတယ်တိုက်ခန်းလဲရငွေလဲရသူညီမတွေကြမှာဘလို့ဖြစ်ပါလဲဒီကန်ဒရိုက်တိုက်ဆောက်ဖို့အမေကလည်းသဘောမတူဘူးမင်းတို့ကလည်းငါဝင်မပါနိုင်အောင် ငွေနှသိမ့်ပေးပြီးအပြည့်ပြည့်ဆွန့်လွတ်စာချုပ်မှလက်မှတ်ရေးထိုးခိုင်းလို့ငါထိုးပေးလိုက်ပြီးဝစ်လုံးတွေဘာတွေတိုင်မင်ချင်ရင်တော့ငါမိတ်ဆွေတွေနဲ့မိတ်ဆက်ပေးပါမယ်ဒီကန်ထရိုက်တွေနေချထွက်ပြေးသွားရင်တော့လမ်းဆုံးပြီးတခိုးတော့ရှိတယ်လေမင်းတို့မှာအမစ်မြေခွက်လေးကြံသားပဲခုနေခါမြေစည်းတွေကောင်းပါတယ်ရောင်းချပြီးညီမလေးရောက်ခွဲယူပေါ့အမေဟာမင်းတို့အတွက်အများကြီးချမ်းရင်ခဲ့တယ်လေသူစကားဆုံးတော့ ညီမနဲ့အောင်မျက်ရည်တွေကျနေတယ်။မျက်ရည်လည်းရွေးနေတဲ့နှမများကိုကြည့်ရင် သူ့ဒီအမိစကားကိုပြန်လည်ကြားရအောင်လာတယ်။မိမိရဲ့ကောင်းမှုမကောင်းမှုခံသည်သာလဲကိုပိုင်ဥစ္စာရှိကြသည်တကားတဲ့။စကားလုံးပြောရင်ဆိုရရင်တော့ရကူဖြစ်လာသောပြဿနာရဲ့အကြောင်းရင်းတရားခံမှာသူ့နှမများသာလည်းဖြစ်ကြသည်တကားလို့သူဆိုကြမှာတော့တယ်။နားစင်ခစားပေးတဲ့တူးထယောက်ချင်းစီကို ကျေးဇူးများတင်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေရှင်